ဟိုင်းမြန်မာဖိလစ်ပိုင်ပုံနိုင်ငံစင်ကာပူအတွက်မြန်မာလက်ဝိအကျော်မော်ရီစင်ကာပူနိုင်ငံမှာဩဂတ်လ31ရက်နေ့ကျရင်တွားရောက်ထိုးသက်ပါတော့မယ်။ဟိုင်းဂျပန်ဩစတြေးလျတွေမှာတွားရောက်ထိုးသက်ပြီးစင်ကာပူကိုဘားကြောင်တွားတာလေ။မြန်မာရိုးရာလက်ဝိကိုနိုင်ငံတကာကသိဖို့အတွက်စင်ကာပူမှာလူမျိုးပေါင်းစုံရှိပြီးနိုင်ငံတကာမှာရနေတဲ့လက်ဝိကြီးကိုရကြရင်သူတို့စီမှာတွားရောက်ထိုးသက်မှဖြစ်မယ်လို့ပွဲစီစဉ်သူဦးဆိုင်စောစောကပြောပါတယ်။လက်ဝိနီးပေါင်းစုံရှိပေမဲ့ မြမရိုးရလက်ဝတ်ကိုအားဆန်းကျင်သူတွေရှိတာကြောင့်အခုလူငယ်တွေကလည်းနာမည်ရပြီးသားတွေပဲဖြစ်တယ်လို့ပြောပါတယ်မြမရိုးရလက်ဝတ်ကိုကိုနိုင်ငံတွေမှာမဟုတ်ပဲနဲ့ဟိုတခြားနိုင်ငံတွေမှာလည်းတွားပြီးတော့ base တဲ့သဘောเนาะသူတို့လည်းကျင်းပြတော့တခြားနိုင်ငံတကာကိုထိုးပေါက်ခြင်းတဲ့သဘောဥရောမြမရိုးရလက်ဝတ်ကကိုယ့်ရဲ့ကိုနိုင်ငံနဲ့ဟိုသူ့အိုးနဲ့သူ့ဆန်တိုင်ပေါ့เนาะဒီကလေးတွေကဒီကလုတ်တဲ့ပြည်သက်တွေရဲ့အားပြီးတော့ဝင်ဝေးဒီကလုတ်တဲ့လူရဲ့ပွဲလက်မှတ်အပြင်ထားကိုကြည့်ပြီးတော့သူတို့ကအခြေရကြပါတယ် ဒါပေမဲ့ကဘာမှာကစူကြီးကိုပြင်ပမေးလို့ဘာလို့ဆိုတာမှာဆိုရင်တော့စူကြီးတွေအများကြီးမြင့်ပါတယ်အဲ့တော့ဒီမှာဦးရောကမြမယူရတဝိကတော့ဝဲတွေကတော့နိုင်ငံတကာမှာမရှိတော့အဲ့လိုဂျေးမျိုးကိုတကယ်လို့ပေါ့ကိုကလေးတွေကရကျင်နေဆိုရင်တော့ကျူပိုင်းတော့ထူပိုင်းရမယ်ရွေးရလဝိကိုမိန်းကလေးတွေပါစိတ်ဝင်စားလာတာကြောင့်နိုင်ငံတကာကိုတွားရောက်ပြသခြင်းလို့စီစဉ်တာဖြစ်တယ်လို့ထိုင်းနိုင်ငံကလုပ်တဲ့အဖမဲ့လို့လုပ်ချင်ပေမဲ့သူတို့မှာစပွန်ဆာနဲ့ရုပ်တံထုတ်လုပ်မှုတွေရှိတာကြောင့် ဂါရီမရှိသေးပဲမလုံနိုင်သေးတာလို့ဆိုပါတယ်။စီဗင်အသင်းကရဲတော်ကနိုင်ငံတကာလက်ဝှေ့သမားတွေနဲ့နှစ်ကြိမ်အားဆန်းခဲ့ပြီးဝင်မဲ့နိုင်ငံသားကိုသွားပြီးခိုးတက်မှာကတော့ဒီစကြိမ်ပထမဆုံးဖြစ်တော်မူနိုင်ငံကုန်ကိုစောင်းနိုင်အောင်စူးစမ်းသွားမယ်လို့ပြောပါတယ်။ရှင်ပြိုင်မဲ့ပြိုင်ဘက်အကြောင်းသိနေတာမို့အကောင်းဆုံးခိုးတက်သွားမှာဖြစ်လို့ခိုးတက်ကြီးကအဓိကမကြပါဘူးလို့ပြောပါတယ်။ ကျွန်တော်စိတ်ထဲမှာခံစားမိတော့ကျွန်တော်အကောင်းဆုံးဖြစ်အောင်ရှင်းပြရထက်မယ်ကျွန်တော်နိုင်ငံကုန်မကြောက်လို့တော့ကျွန်တော်ရှင်းပြထက်မှာပါဟုတ်ဒါကျွန်တော်နိုင်ငံကုန်ဆောင်နိုင်ဖို့တော့လည်းကျွန်တော်အများဆုံးကြိုးစားပါမှာပါဟုတ်စင်ကူကရှင်းပြထက်မဲ့လူရောမွေတိုင်းပညာရှင်ပေါ့ကျွန်တော်ကရိုးရလဝိပညာရှင်မွေတိုင်းပညာရှင်ဆိုတော့ကျွန်တော်တို့သူလည်းထိုးရပွဲတယ်ကျွန်တော်ကြည့်ဦးပါတယ်ကျွန်တော်တို့အကောင်းဆုံးပြိုင်ပွဲတွေဖြစ်မှာပါကျွန်တော်တို့ကျွန်တော်တို့ကတော့ဟုတ်မြန်မာထိုင်းဖိလစ်ပိုင်သုံးနိုင်ငံလက်ဝိတ်စင်ကူပွဲကိုစင်ကာပူက Woodland Sport လမ်းမှာကျင်းပမှာဖြစ်ပြီး ခတ်အောင်ရဲတကွန်စောဖြိုးဝေကျေစင်ဖြိုးထွန်းထွန်းမင်းတို့တွားရောက်ထိုးတက်มาဖြစ်ပါတယ်ဝင်ကြီးကတော့စင်ကာပူဒေါ်လာ20သတ်မှတ်ထားပါတယ်